ဒီနေရာလေးကတော့တောချင်းတောင်ချင်းကျင်းတဲ့နေရာလေးပါပဲဒီနေရာလေးကိုအရင်ကလည်းဥစဉ်တင်ပြဦးရယ်ဗမီးပြင်းကိုပတ်ပြီးတော့ချဲ့ပြီးတော့ဘေးရမှာချောင်းလိုလုံလိုက်တယ်တော့မြည်အညမ်းတော့ဖယ်လိုက်ပြီးတော့ဒီတောင်လေးကိုတော့တရားအထုတ်ဖို့လှုပ်ထတာအခုအိုက်ပေါ်မှာဆရာတော်ဦးဓမ္မသာကတရားပြမယ်ပေါ့အထက်ကြောင့်ဥရင်ကဒီကိုရောက်လာတာကြည့်ရင်တော့ချစ်စရာလေးနဲ့ဒီအမတ်တရားလေးအရင်လည်းဥရင်ရောက်ခဲ့ဦးရယ် တင်လဲတင်ပြဘူးတဲ့ဟိုအရင်တော့ဒီမှာအကုန်လုံးရောက်လာကြတာတောင်းတောင်းလေးတွေမှာပဲ có nông thẳng nhé chạy đi nhà đi với tụi bạn mà đi ạ That's not the và nam mua bổn sư thích ca mâu ni phật là tại thiền viện phước sơn được uh, sự chỉ đạo của hòa thượng là sư phụ hòa thượng thích bửu chánh uh, có uh, đứng, đứng ra tổ chức uh, một buổi uh, tu đầu đà vào ngày thứ bảy hàng tuần à, uh, khóa tu đầu đà này được diễn ra tuần này là lần thứ nhưng tui mà là muốn là thành dạ. cái ngọn núi đầu đà này được thành lập là một cái đồng tiền riêng à, không có tức là sư phụ giữ lại toàn bộ hoàn cảnh ở đây và được thiết lập và hàng hàng tuần như vậy á, là các chư uh, tăng quý chư tăng đi tại thiền viện cũng như là phật tử ở nhiều nơi đến uh, tu tập đạo đà từ 5 giờ sáng tới 5 giờ chiều à, uh, à, uh, cái khóa tu này được diễn ra là lần thứ 13 và mỗi tháng trong mỗi tháng tại núi đầu đà thì diễn ra là cái buổi đốt đèn month we have lighting offering today is also the lighting offering ဘုရားမြတ်ပြောတယ်ဒီတော်လေးကဥစဉ်ရင်တော့လည်းတင်ပြပါတယ် <laughs> <laughs> တမန်ကူသူကတော်လုပ်ထားတာညာဒီကအလင်းရောင်နေစီမီတွေပြေးထားတာဆူလာစစ်တန်နဲ့အတူထိုင်ရတယ်မှာအရင်ပြေးပြညာလုံးထွက်နေဟာပေါ့ဒါရဒီမင်းဒီရတယ်အာလုံးတော်နဲ့တောင်းနဲ့တူအောင်လုပ်ထားကြရတယ်ပေါ့ ဒေါက်တာစရိယာတောင်ကုန်းကိုခေါ်ပါတယ်။ဟိုဟာ DNA လို့ဆိုရင်တုံးတုံးကဒုတင်ကအာဒီတောင်ကုန်းလေးရဲ့သဘာဝအရဖြစ်ပေါ်နေတဲ့တောင်ကုန်းဖြစ်ပါလေ။တရားကျင့်တဲ့တရားအားထုတ်ခြင်းနဲ့ဒုလင်းကျင့်တဲ့နာလို့ပြောတာဟုတ်လားဒုက္ခစီရတောင်းဖြစ်သွားတရားအားထုတ်လို့ရပါတယ် ။ဟာညလုံးမှတရားအားထုတ်ခြင်းလဲဆိုရင်လည်း overnight တရားအားထုတ်လို့ရပါတယ်။ဒီညမှာမြတ်ဖတ်တစေတာအာနောက်ပြီးတော့ခါကြတော့လမ်းလျှောက်အာတရားအားထုတ်တာရည်လည်းလုပ်လို့ရပါတယ်။အာအဲ့ဒီစတဲ့ဝိတ်။အာအာ အဲ့ဟိုဘောနော်စနေနေ့တိုင်းစနေနေ့တိုင်းမှာတရားစခန်းပေါ့နော်တရားတရားစခန်းရှိပါတယ်ဒီဒီစနေရဆိုလို့ရှိရင်73ပတ်မြောက်တရားစခန်းဖြစ်ပါလေတဲ့ပူဇံဆရာတော်ကြီးကနေပြီးတော့စီစဉ်ပေးတာဖြစ်ပါလေဒီနေ့မှာလည်းဤပူဇော်ပွဲရှိပါတယ် နေ့ဟိုတပတ်အတွင်းမှာတော့မလာနိုင်တော့ပေါ့စနေနေ့ဦးနာမှာဆိုတော့လာကြတာဖြစ်ပါတယ်တဲ့လုံးနဲ့ဥပ္ပံပညာထိုင်နေတယ်ပဲအမတ်တန်လေးတင်ပြီးပါလေ။ဒါတော့ဒုတင်ကတောင်ကုန်းဆိုတဲ့အတိုင်းဒုတင်ကျင့်တဲ့နေရာ တည်တံဝါပင်ရဲ့အောက်မှာလာရောက်ပြီးအထုတ်လို့ရတယ်ဒူတင်ကျင်းတဲ့နေရာပေါ့။နာလူကမတရားတင်ပြပြီးပါတယ်။